ခုတခါတော့အမျိုးသမီးအမှုပညာရှင်တွေရွေးကောက်ပွဲနယ်ပတ်သက်ပြီးဘာတွေပြောကြတယ်ဆိုတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အော်ကိုယ့်ရဲ့မဲတပြားမဲတပြားအတိုင်းဟာကိုယ့်ရဲ့ ဘဝအတွက်အရေးကြီးတယ်လို့ကိုရှင်သန်လှူရှားနေရတဲ့ကိုမိသားစုဘဝအတွက်လည်းအရေးကြီးပါတယ်အဲ့ဒီအပြင်ကိုကနေဆက်လက်ပြီးတော့အာ generation to generation ကိုအမွေပေးထားနိုင်ခဲ့တဲ့အမွေလေးလည်းဖြစ်ပါတယ်အဲ့အတွက်မဲတပြားလေးနဲ့မမတို့တိုင်းပြည်တိုးတက်နိုင်မယ့်မမတို့တို့မျိုးအကောင်းဆုံးမိတ်လုံနိုင်မယ့်ခေါင်းဆောင်ခေါင်းကိုရွေးချယ်နိုင်ဖို့တခုတည်းသောအခွင့်အရေးဖြစ်တဲ့အတွက်မဲတပြားအရောက်အရေးကြီးပါတယ်လို့တိုက်တွန်းလိုက်ပါစေအဲ့တော့မဲတပြားကိုပေးပိုင်ခွင့်ရှိခြင်းဟာတို့ရဲ့ regulation ဆက်မှာပါပြီးသားပါမဲဆင်းထဲမှာပါဝင်မှသာမဲ ဲပေးပိုင်ခွင့်ရှိပါတယ်အဲ့ဒီတော့မလို့ကိုဒီမဲဆင်းလမ်းမှာပေါဝင်လာသည့်အထိမှန်ကန်စွာပေါဝင်လာသည့်အထိစစ်ရမှာဖရဲတို့ပြည်သူတွေရဲ့တာဝန်ပါအဲ့တော့မှားနေတဲ့ဖြစ်ပေါ်နေတဲ့အလွဲတွေအမားတွေကို blame လုပ်မနေနဲ့ဘလို့ဖြည့်ရှင်းရမလဲဆိုတဲ့ approach ကိုသွားပြီးတော့ဘလို့ဖြည့်ရှင်းကြမယ်ဆိုတဲ့ဤစနစ်တွေကိုလေ့လာပြီးတော့တည်တည်ချာချာကိုးနံမယ်ဟာမှန်ကန်တိကျစွာပေါဝင်လာတဲ့အထိဖရဲတို့စူးစမ်းကြပါစို့လို့တိုက်တွန်းလိုက်ပါတယ် မတို့ဒီလူဒီသားတွေအတွက်မဲပေးခွင့်ဆိုတာအရေးကြီးပါတယ်။အခုမဲဆင်းနေမှာသမိုင်းနေရှိနေပါရဲ့ပြင်မဲလို့လဲကော်မရှင်ကအဲတင်နေထားပါပြီ။အဲ့တော့ပြင်ပေးနိုင်ဖို့အတွက်သွားစစ်ဖို့လိုပါတယ်။ကျွန်တော်တို့ဒီလူဒီသားတွေအနေနဲ့အာခွင့်ရယူတာလည်းဖြစ်ပါတယ်။တာဝန်ယူတာလည်းဖြစ်ပါတယ်။နှစ်ခုစလုံးအတွက်မဲဆင်းစစ်ပေးပါ။ အမားရှင်ပြင်ပေးပါဒီမဲတပြားဒီမိုကရေစီစနစ်မှာပေါ့နော် အများကြီးကိုကိုဟိုပုံဖော်စီခြင်းနဲ့ကိုကိုလူမှုဖွဲ့စည်းရေးဘယ်လိုပုံဖော်ပေးမယ်ဆိုတဲ့အစိုးရမျိုးကိုမမီတို့ကိုယ်တိုင်အဲဟိုစာဖန်တီးခွင့်ရတဲ့ဟာပါအဲတော့ဒီမဲတပြားတန်ဖိုးရှိတယ်လို့မမီပြောချင်ပါတယ်ဒါဆိုတော့နိုင်ငံသားတိုင်းပေါ်တော့ခုလက်ထဲမှာရှိရတန်ဖိုးရှိရနေရာ မဲတပြားနဲ့ကိုနော်တိုက်ပြီးရငါခဲပြောင်းလဲဖို့အတွက်ဒီ message စစ်ခြင်းအပထမခွင့်ရေးပါဒီ message မစစ်လို့ရှိရင်ကိုဘလောက်ပြောင်းခြင်းပြောင်းခြင်းမဲပြီးရနေ့မှာကိုယ့်ရဲ့နာမည်ပါလို့ရှိရင်တောင်းမရပါဘူးဒါကြောင့်ဒီတိုင်း message စစ်ကြပါလို့ပြောချင်ပါတယ်။မောက်လထဲမှာရှိရဲ့မဲရပြမောက်တိုင်းပြည်ရဲ့ကံကြမ္မာကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပေးနိုင်ပါတယ်။ဒါကြောင့်ကိုတိုင်းပြည်နာခဲ့ပြောင်းလဲဖို့လူတိုင်းကိုယ်စီမဲပေးဆိုလို့ပြောချင်ပါတယ်။မင်းတမင်းရဲ့တန်ဖိုးကိုတော့ပြောချင်ပါတယ်။ ကျွန်တော်ကြည်သူတို့ကမဲပေးပိုင်ခွင့်ဆိုတာပြည်သူပြည်သားတိုင်းမှာရှိတဲ့အခွင့်အရေးဖြစ်ပါတယ်အဲ့တော့ဒီမဲတမဲကိုလက်ထက်မှာရှိတဲ့မဲတမဲဟာကျွန်တော်လိုချင်တဲ့အစိုးရကိုရအောင်ပြောင်းနိုင်လေဆိုတဲ့အသိလေးကိုရှိစေချင်ပါတယ်ဒါကြောင့်မို့ဒီမဲကအရန်တန်ဖို့ရှိတဲ့အတွက်ကြောင့်လူလူတိုင်းမဲယုံကိုသွားပြီးတော့စစ်ဆေးချင်ပါတယ်အားလုံးကိုပြောချင်တာလူ့ဘဝမှာဆိုရင် good opportunity ပေါ့နော်။ကောင်းသောခွင့်ရည်သည် သူ့ဘဝမှာတစ်ချိန်ပဲလာဒါကျမတိတလောက်ပေါ့နော်နောက်တစ်ခါလာဖို့ဟာအင်မတန်ခဲရင်းနေအဲ့ကောင်းတဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းမယ်ကိုယ့်ရဲ့မိသားစုကိုပြောင်းမယ်ကိုယ့်တိုင်းပြည်ကိုပြောင်းမယ်အကြောင်းအရာဒီမဲပဲရှိတယ်နော်တခြားနိုင်ငံတွေပါလဲတွေ့ဖို့မှာပါအဲ့တော့ဒီမဲမလင်ငါမပေးလဲကိစ္စမရှိပါဘူးလို့အဲ့လိုတော့မကြွက်ပါနဲ့နောက်ဥတ္တချသဲတဲ့ပွဲကတော့အများအားအရေးကြီးတယ် ဘလောက်ပဲနေနေဘလောက်ပဲမြင့်မြင့်ကိုလုံးဆန်ရှိတယ်လို့ပါဒီအခွင့်အရေးကိုအရဆုပ်ယူပြီးတော့ပေးကြပါနော်